နရှာရတော့ဆိုတဲ့တခြင်းပေါ့နော် ဆင်မကဘယ်လိုရခဲ့တယ်လဲပြီးတော့ဒီသချင်းအားဖြင့်အာဆင်မရဲ့ personal testimony ပေါ့နော်အာကျွန်တော်တို့အရောက်ချင်းစီတိုင်း online မှာကြည့်ရှုနေတဲ့သူတွေဒါမကပဲနဲ့ဒီမှာ share အရောက်ချင်းစီတိုင်းကိုဆင်မအာ sharing လုပ်ပေးပါဦးဆင်မရေနှဆိုင်ရတို့သချင်းကဘယ်လိုရခဲ့လဲဆိုတော့အဲ့နေ့ကကျွန်တော်သချင်းရေးဖို့မယူရတဲ့နေ့တနေ့ပါဒီလိုပဲဖ ያ နဲ့ကိုးကွယ်မယ်ဆိုကင်းမော်နော်ကျွန်မလုပ်တတ်တဲ့အလေးချင်းကတော့ personal worship သူနဲ့ဆိုကင်းတွားတတ်တယ် ဆိုတော့အိမ်မှာတယောက်မှမရှိဘူးကျမတယောက်ထဲဒါပေမဲ့ကျမတယောက်ထဲရှိနေတဲ့အချိန်မှာဘုရားနဲ့ကိုးကွယ်ရင်းနဲ့မှအဲ့တချင်းအဲ့တချင်းပေါ့နော်ဒီဒီရလာတယ်ပေါ့နော်ရလာတဲ့ခါကျတော့စာချင်းကတော့ကိုးကွယ်ရင်းနဲ့လူးလိမ့်နဲ့ဒီမျက်မှောက်တော်ထဲမှာငိုယိုနှစ်ချီနှစ်ရီနှစ်ရီတွေလဲထွက်ဘာဖြစ်လို့ဖြစ်နေမဲ့ကိုယ်ကိုလည်းမသိဘူးဒါပေမဲ့ပေးရကြည့်နော်အယူတယောက်လို့ပေါ့နော်ဒါပေမဲ့အဲ့တဲမှာလူးလိမ့်နဲ့ဘုရားရဲ့မျက်မှောက်တော်အချင်းကုန်လို့ကုန်မှမသိဘူးအဲ့လိုမျိုးကခရကနာဖြစ်တယ် ဆိုတော့အဲ့ရနေပြီးတော့တခြင်းရလာတယ်ရလာတဲ့ခါကျတော့ဆရာကိုလည်းပြကြည့်တယ်ဆရာထိုက်တဲ့စကိုပြကြည့်တော့တခြင်းကအရင်ယိုးတယ်နော်ဟုတ်တယ်လို့တခြင်းကတော့အရင်ယိုးတယ်ဒါပေမဲ့ထဲကနှလုံးသားတွေကနေလာတဲ့ခါကျတော့ကိုကနေကိုကောင်းနေတာပေါ့နော်ဆိုတော့ကိုတော့တာပြီးဖွင့်ပြပါတာပြီးကြားချင်တယ်ဆိုတော့အဲ့တောက်လျှောက်မှာကျမခံစားနေအရာကပါလဲဆိုတော့မချိနဲ့နိုင်ဘူးကိုတော့ထပ်ပြီးတော့ကိုတော့မြင်ချင်တယ်ထပ်ပြီးတော့ကိုတော့တွေးချင်တယ်ထပ်ပြီးတော့လာပြီးတော့ဖွင့်ပြပါအောင်ကိုတော့ ဆက်ပြီးတော့ဆွဲခေါ်ပေးပါအောင်အဲ့နှလုံးသားတောက်လျှောက်နှလုံးသားတစ်ခုလုံးပွင့်ထမတက်ပေါ့နော်ပွင့်ထွက်မထွက်ကျွန်မခန်းစားခဲ့ရတဲ့အရာဖြစ်တယ်ဆိုတော့တနေ့ကုန်မယ်တ िश ူးလဲတဘူးလုံးကုန်သွားတယ်နေပါအဲဒါပေမဲ့လည်းကျွန်မဘွားအတွက်အမတ်ရပါအမတ်ရစရာပါပဲဟုတ်အဲနှစ်ဆိုင်ရသူတစ်ချင်ပေါ့နော်အာဟုတ်ကဲ့ပါဆိုတော့ဆင်မရဲ့အကြောင်းပေါ့နော်တဆင့်ကြားဖို့ရာရှိတယ်ဆင်မကဂီတာမတီးတက်ဘူးလို့ကြားတယ်ဆိုတော့ဂီတာမတီးတက်ဘဲနဲ့တချင်းတပုတ်ဖြစ်အောင်ဆင်မကဘယ်လို့ နော်လှုပ်ထားတယ်လေတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်နော်အဲ့ဒါကဆိုတော့ဆရာမနည်းနည်းထပ်ပြီးတော့ sharing လုပ်ပေးပါဦးများကျွန်မဂီတမတီးတက်ဘူးဒါပေမဲ့ကျွန်မတီးတက်တာလက်ခုပ်တီးတက်တယ်ဝါးဝါးလက်ခုပ်တီးတက်တယ်ဆိုတော့ဟိုတချင်းဆိုပြီးဆိုရင်လက်ခုပ်တော့မှန်အောင်တီးနိုင်တယ်ပေါ့เนาะဒါကျမအာသာချက်ပါဆရာပြောဆိုတော့ဆရာပြောအကုန်မှန်ပါတယ်ကျမလုံးဝမတီးတတ်ဘူးကျမတချင်းဆက်မယ်ဆိုရင် စက်တာရောမဟုတ်ပါဘူးစုကင်းဖះနဲ့သွားပြီးဆိုကိုကလည်းကိုအထက်ကထွက်လာတဲ့တန်စင်တွေရှိပြီးဆိုပေါင်ပို့ပြီးတော့ကျွန်မဆိုရင်ဆိုတယ်ဒါကြရင်ဒီဘက်လက်နဲ့ညောင်းရင်ဒီဘက်လက်နဲ့ပြန်ပုတ်တာကကြရင်လက်နဲ့ဖက်စလုံးညောင်းသွားပြီးဆိုဘောပန်လေးနဲ့တောက်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 ပြန်လုတ်တယ်တခုကြားရရလေစီးချက်လေးမှန်နေတာပေါ့ဆိုအလိုနဲ့ပဲကျွန်မသွားတယ်ဆိုတော့ကျွန်မကျွန်မကိုဆရာကပြောတယ်ဆရာထိုက်တက်စ်ကကျွန်မအမျိုးသားပေါ့နော် ဂီတာနဲ့တီးပါလားတဲ့ကျွန်မကိုလာပေးတယ်ကျွန်မကမတီးတတ်တာနော်သူဂီတာကြီးတိမ်မုံများစွာတန်တဲ့ဂီတာကြီးကြည့်ကျွန်မဘာမှမလုပ်တော့အဲ့ဒါပဲပေးဖယ်ထားတယ်ကျွန်မတီးတာကျွန်မလက်ခုပ်တီးတတ်တယ်ဘုရားကကိုးကွယ်တတ်တဲ့နှလုံးသားရှိတယ်အဲ့ဒီနှလုံးသားတွေကနေပဲဘုရားတပုတ်ဒီပုတ်ထွက်လာတာခါချရင်အာကျွန်မစဉ်းစားထားတဲ့အာဒီတန်စင်အရင်ကြားရတယ်တန်စင်ကြားရတယ်အဲ့ရနေတန်စင်လေးကိုကျွန်မ record ဖုန်းနဲ့ record လုပ်ထားတယ်ဒါခါခါကြာရင် စာသားတွေနဲ့ကျမနှလုံးသားတွေကကိုးကွယ်ရင်ထွက်ပေါ်လာတဲ့စာသားတွေဆိုရင်ကျမရေးချတယ်။တခါတခါကြာရင်လည်းဖခင်ကတန်စင်ကောစာသားတို့ပြန်နေတဲ့ပေးတာရှိတယ်။တစ်ချိန်နဲ့တစ်ချိန်တော့မတူဘူးပေါ့နော်။ဆိုတော့အဲ့ဒါကျမရေးပုံရင်းနေဖြစ်ပါတယ်။2018ခုနှစ်တစ်ခုလုံးပေါ့နော်။အတင်းတော်ကကောင်းကြီးခံစားခဲ့တဲ့အဲ့တလောက်ချေရလားဆိုတဲ့တချင်းကစာသားတစ်လုံးချင်းစီလိုက်ကအတိတ်ပဲရန်နေနေလုံးနေဆရာမရေ။ဆိုတော့ အဲ့တချင်းဆိုတိုင်းမှာလည်းကျွန်တော်ကိုနိုင်ကဆိုတဲ့အချိန်တိုင်းမှာကတကယ်ဖရားရဲ့မျက်မှောက်တော်လုံးဝပြည့်ဝစွာခံစားရတယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိပိတ်သိမ့်မှုတချင်းဖြစ်လာအောင်ဆ ्याम ကဘာစီများလိန်ထားတယ်လဲဆိုတော့အာအဲ့ဒီတချင်းရဲ့တက်တီခံချက်လေးပေါ့နော်ဆ ्याम ရှယ်ရီလုပ်ပေးပါအောင်ဗျာအိုးအဲ့လောက်ချီရလာကောင်းကင်အဖာရဲ့မြတ်တာတော့ဆွဲခ ဒါလောက်ချရလားတချင်းရတော့လေအဲ့တချင်းကအဲ့တချင်းကိုမရေးခင်မှာအဲ့ဒီအရှိမအဲ့ဒါလောက်ချရလားကောင်းစင်နဲ့တချင်းသုံးဖို့ရေးဖြစ်ခဲ့တယ်။ဒါပေမဲ့ပထမတစ်ပုတ်ရေးတယ်ဖယ်လိုက်တယ်။တစ်ပုတ်လုံးပြီးတယ်ဖယ်လိုက်တယ်။ဒုတိယတစ်ပုတ်ရေးတယ် ဲ့ဒါလောက်ချရလားတပုတ်လုံးပြီးတယ်ဒါမှဖယ်လိုက်တယ်တတိယတပုတ်ရေးတယ်ဖယ်လိုက်တယ်ရှိတယ်နောက်နောက်ဆုံးတစ်ခေါက်ကြာမှာပဲကျမအဲ့ဒါလောက်ချရလားတခြင်းကိုကျမ accept လုပ်ဖြစ်တာပေါ့နော်ဒါရော debut ဖြစ်တယ်ဘာကြောင့်လဲဆိုတော့အဲ့နေ့ကလည်းတနေ့ကုန်မှာပဲအဲ့လိုပဲကျမဆုပ်ကင်းသွားတာတနေ့ကုန်ဝိညာဉ်ထဲမှာလူလိမ့်ငိုကြွေးငိုယိုကိုကိုလူမမ်းမသိတော့တဲ့အချိန်ထီတောင်ဖြစ်ခဲ့တယ်မနေ့မိုးလင်းလို့ဖခင်နဲ့အချိန်ယူပြီးကိုးခွေတာအဲကျွန်မအမျိုးသားကိုပြောရဲခဏလေးနော် breakfast လေးမလုပ်လို့ရလားရတယ်တဲ့ breakfast ပြင်လုပ်မယ်နော်ဆိုပြီးတော့ဖះနဲ့ဖះနဲ့ကိုးခွယ်မယ်ဆိုပြီးအချိန်ယူလိုက်တာ तू breakfast ဘလောက်ကြာသွားလဲမသိညာရှင်းနိုင်သူသားတော်သေးတယ် तू လည်းဘာမှမပြောကြီးစုတော့အရင်အရင်ချစ်ဖို့ကောင်းတဲ့ခံမတဲ့ချက်တယ်ဆိုတော့အဲ့လိုတယောက်ထဲကိုးခွယ်ရင်းနဲ့အဲ့တည်းမှာအဲ့တလောက်ချရလာတခြင်းပေါ့ဆိုတော့အဲ့တခြင်းကအဲ့တခြင်းအဲ့တလောက်ချရလာဆိုတဲ့စကလုံးကကျွန်မက အမန်ကြီးရဲ့တခြင်းထဲမှာထည့်ဖို့မရည်ရွယ်ဘူးဒါပေမဲ့အထက်ကနေကျွန်မဖះကိုကျွန်မပြောပြောနေတဲ့စကားလေးတခုပေါ့တီယာကအေးဟိုအမြဲတမ်းမို့ကျွန်မဖះနဲ့အချိန်ယူရခါတယ်မှာကိုရောအဲ့ဒါတော့ချစ်ရတာကိုရောရဲ့အဲ့ဒါကျွန်မအမြဲထွက်နေတဲ့စကားလုံးဒါပေမဲ့အဲ့စကားလုံးကိုစာသားထည့်လို့ကျွန်တော်မထည့်တတ်တာဖြစ်နေတယ်တော်တော့တရားကတာခဏခဏကြိုးစားရင်မထွက်လာဘူးဒါပေမဲ့ကျွန်မလူကျင်တာလဲတခြားစကားလုံးမို့အဲ့စကားလုံးပဲကျွန်မအထက်မှာဖြစ်တည်နေတဲ့စကားလုံးလေအဲ့ဒါတော့ချစ်ရလားဆိုတော့အဲ့စကားလုံးကိုအတိအကျကျွန်မတခြင်းထဲမှာထည့်ခြင်းတယ် ်တချင်းအသက်လည်းဖြစ်စေချင်တယ်ဒါပေမဲ့ကျမကဘလို့ထက်ရဘလို့ထက်ရမှမသိဘူးပေါ့တော်တော်အချိန်ကြာတယ်အဲတချို့အဲ့ဒါတော့ချက်လာကောင်းစင်နဲ့ဖြတ်ထားတဲ့တချင်းတွေဆိုကျမတက်ဖို့ရထားအောင်ရှိတယ်ဥဒတိအလိုမျိုးအဲ့ရနေပြီးတော့အဲ့ဒါတော့ချက်လာတချင်းပေါ့ဖခင်ရဲ့ဖခင်နဲ့မြေတားထဲမှာနှစ်ပန်းလုံရင်းနဲ့ထွက်လာတဲ့တချင်းဖြစ်တယ်ပေါ့ ဆုံးမဲ့မေတ္တာတခြင်းပေါ့နော်ကျွန်တော်အရန်တို့ထိတဲ့စာသားကခေါ်ရစလေးမှာပင်လေသမုတ်တရားတော်သခင်ချစ်လောက်မမီဘူးဆိုတော့တခါတလေမှာဖရာရဲ့မေတ္တာကအရာနဲ့နေလွန်တော့လေဟိုအဲ့လိုမျိုးဟိုဘယ်လိုပြောမလဲဥပမာအလင်ကလင်းထဲ့သွားတာထဲ့သွားလိုက်တော့အရန်ကိုရှင်းသွားတယ်ပေါ့နော်အဲ့သမုတ်တရားရဲ့နဲ့နေမှုနော်ကြည်ပြတ်မှုတွေနဲ့အာကောင်းကင်မီကြီးရဲ့နော်မြင့်မားမှုတွေနဲ့ဆင်မကနိုင်ရှင်တဲ့အခါမှာတကယ်ဝိညာဉ်ထဲမှာနှလုံးသားထဲမှာလုံးဝခံစားရ လုံးဝလွယ်သွားတယ်ပေါ့ဆိုတော့အဲ့တချင်းဖြစ်လာဖို့ရန်အတွက်ဆရာမကဘယ်လိုဘုရားမြတ်တာခံစားတယ်လဲဆိုတော့ဘုရားကဘယ်လိုတိုးထိပ်ပြီးတော့သူနဲ့ဘယ်လို encounter လုပ်တယ်လဲပေါ့နော်အဲ့တချင်းရဲ့ history အကြောင်းလေးဆရာမနည်းနည်းထပ်ပြီးတော့ sharing လုပ်ပြပါဦးဆရာမ the mouth to ya da the can't show love me na pu when ခင်ချလောမမြင်ပါဘူးအချစ်ပြန်ဆုံးပြန်တခင်ချကိုမမီဘူးတခင်ဟာငါထွက်ဘဝမရှိပါဆုံးကျွန်မတခင်ရေးတိုင်းမှာတခင်ရေးမယ်ဆိုပြီးကျွန်မစားထိုင်ဖြစ်တာမဟုတ်ဘူးကျွန်မတခင်ရေးတိုင်းမှာကျွန်မနဲ့ဖခင်နဲ့ကိုယ်ွယ်မယ် ခြေကျွမ်းဝင်မယ်စကားပြောမယ်ကျွန်မအရန်ချစ်တဲ့သူကျွန်မကိုစကားပြောတဲ့အရာကျွန်မနားထောင်ခြင်းနဲ့ကျွန်မပြောတဲ့အရာလည်းသူနားထောင်ခြင်းနဲ့ဆိုတော့ကျွန်မသိတယ်ဆိုတော့သူလည်းအဲ့လိုကိုးကွယ်တဲ့မှာဒါပေမဲ့ကျွန်မကိုးကွယ်တဲ့ခါတိုင်းမှာကျွန်မစောင်းနဲ့ပေါ်ပန်တော့အမြဲထားတာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့တချင်းရေးဖို့အတွက်ကျွန်မထားတာမဟုတ်ဘူးဘုရားကျွန်မကိုဖွင့်ပြသမျှအရာအလုံးကျွန်မရေးချမယ်ဆိုပြီးကျွန်မရေးတယ်ဒါကြက် prophecy အဖြစ်ဖွင့်ပြရင်လည်းအဲ့လိုရေးချတဲ့ဟာလည်းရှိတာပေါ့တချင်းအဖြစ်ပြင်ရင်လည်းအဲ့လိုထည့်တာရှိတယ်ဆိုတော့ဒီအဆုံးမချစ်သူတချင်းမှာဆိုရင် ဲ့တချင်းကဖះရမျက်တော်ကိုကျွန်မအရန်ခံစားရတဲ့ခါမှာအဲ့လိုပဲကျွန်မဖះမျက်မောက်တော်တွေရောက်တဲ့ခါလေးကျွန်မဘလို့လို့မျက်ရည်ကျလာမှာကျွန်မမသိဘူးကိုကိုထိန်းချုပ်လဲထိန်းချုပ်လို့မရအတိစိတ်မဲ့သွားတဲ့အထီတော်မှာအရန်မို့အယူမှုလို့ကျွန်မအယူတယောက်လို့ပဲဖះရမျက်မောက်တော်ထဲမှာဆိုလေဒါကြောင့်ကျွန်မမျက်မောက်တော်ထဲသွားပြီဆိုတကားတော်ပိတ်ထားလိုက်တယ်ဘယ်သူမှအတွေ့မကံအယူလို့ထင်သွားမှာဆိုလို့ဖះရမျက်မောက်တော်ထဲမှာအရန်ကောင်းနေတာပေါ့နော်တယောက်ထဲအရန်ကောင်းနေတယ်ဖះရောဆိုတော့ အဆုံးမချစ်သူတချင်ကျွန်မမေတ္တာရထဲမှာကျွန်မခံစားရင်းနဲ့ကျွန်မရေးတယ်ရေးပြီးတဲ့အခါမှာကျွန်မဆရာကိုပြကြည့်တယ်ကျွန်မရဲ့အမျိုးသားပေါ့နော်ဆရာထိုက်တဲ့စကားပြကြည့်တယ်ဆရာဒီချင်းကဘလို့ချင်းနေရှိလဲစင်ပြေရလားမသိဘူးဘာလို့ကျွန်တော်မျိုးစင်မသိတဲ့အခါကျတော့သူကမျိုးစင်သိတော့သူပြကြည့်တာပေါ့သူကတချင်အရန်ယူလို့နေအရန်ယူလို့နေအင်းယူလို့နေစင်မပြေဘူးဖိတ်လိုက်တယ်အဲကျွန်မလည်းနှမျောတာပေါ့နော်တပုတ်လုံးပြီးသားတယ်အဲကျွန်တော်အမိုက်ပုံနဲ့လွတ်ပစ်လိုက်တယ် လွတ်ပစ်လိုက်တယ်မိုက်ပုံးထဲမှာလုံးချပြီးကျွန်မလွတ်ပစ်လိုက်တယ်လွတ်ပစ်ပြီးမဲ့အဲ့ဒီနေ့ရက်၃ရက်တောက်လျှောက်မှာအဲ့တော့စတိုက်စတိုက်ပါပဲအဲ့တချင်းရဲ့ chorus လေးကကျွန်မထဲဝင်လာပင်လယ်သမုတ်တရားတော်သခင်ချက်လောက်မနဲ့ဘူးဆိုတော့ဒါနဲ့အင်းဆရာတော့ညင်းထားတယ်တချင်းကတော့အရန်ယိုးတယ်ပြောတယ်ဒါပေမဲ့ကျွန်မအထင်းမှာဒါကြီးကလှုပ်ခတ်နေတယ်လို့ခံစားနေရဒါနဲ့ကျွန်မနေလိုက်တယ်မိမိပြပြောင်းနေတယ်ဒါပေမဲ့မရအောင်အထက်ရတယ်ပူပူပြီးတော့ပြင်ထန်လာဒါနဲ့ကျွန်မ အာဒီချင်းဘယ်သူမှမသုံးနဲ့ကိုတယောက်ထဲသုံးမယ်အဲ့လိုကျွန်မတယောက်ထဲသုံးတဲ့တချင်းတွေလည်းကိုတတိရှိသေးတယ်ရှိတယ်ဆိုတော့ဒါနဲ့ကျွန်မအမိုက်ပုံနဲ့ကိုသွားလိုက်တယ်သွားပြီးပြန်ရှာစိတ်ကလည်းပူတာပေါ့နော်တော့အမိုက်ပုံနဲ့ကမတွေ့တော့ဘူးလို့လုံးလည်းမသိဆရာအမိုက်ပုံသုံးလိုက်ရင်တော့သွားပါပြီဆိုရင်ကလည်းတထိတ်ထိတ်နေဒါနဲ့ကြီးစုတော့ပဲရှိသေးတယ်တိလားရှိသေးနောက်ဆိုအဲ့တချင်းရှိတော့မှာမဟုတ်အမိုက်ပုံထဲမှာကျွန်မကောက်တွေ့လက်တွေ့အယံဝမ်းသာသွားလုံးချေမိုက်တင်နေညပတ် ဒါနဲ့အဲ့စာရွက်ကိုကျွန်တော်ဖွင့်ကြည့်တဲ့အခါမှာဘုရားကျွန်တော်စကားပြော။နေရအသက်တာကလည်းအဲ့ဒီအမိုက်ပုံလေးကလည်းအမိုက်လေးတစ်ခုလိုပဲ။အမိုက်လိုပဲတုံးစားလို့မရဘူး။လွတ်ပြေချိန်မွလည်းဘုံလို့မရတော့ရပ်ပတ်နေတဲ့အသက်တော့ငါကဲခဲ့တယ်။ဆိုအမဘုရားရဲ့မြတ်တာကိုကျွန်တော်တစ်ဖန်တစ်ဖန်ခံစားရတယ်။ကိုရောဂျေစုတင်ပါ။ဒါပေမဲ့တုံးစားလို့မရဘူး။တမုံမဲတယ်။တော်လို့မရတဲ့အချိန်လေးကနေကိုရောကောက်ယူပြီးတော့တကယ်ကိုယူယူရနဲ့ကိုရောပြန်ပြီးတော့ ကျင်းမနေတဲ့တတကိုပြန်လဲပြုတ်ပြင်ပြီးတော့သူ့ရဲ့ရှင်ခွင်ထဲမှာဖတ်ထားတဲ့ဘက်ကောကိုကျေစွတင်တယ်ဆိုတော့အဲ့ဒါနဲ့အဲ့ဒီချင်းစာဖြစ်လာတာပေါ့ဆိုတော့ဒါနဲ့ကျမဆက်အောင်ပြောတယ်ဘယ်သူမှကြိုက်ရင်နေမကြိုက်ရင်နေကိစ္စမရှိဘူးအဓိကကိုနဲ့ဖ ያ နဲ့ကိုကိုရတဲ့ချင်းကိုနှလုံးသားတွေကထွက်လာတဲ့ချင်းနေမို့လို့ဆက်ပြီးတော့သုံးလို့ဆိုကျမသုံးဖြစ်ခဲ့တာပေါ့နော်ဆိုတော့အဲ့နောက်ပိုင်းမှာအတင်းတော်မှာသုံးဖြစ်တယ်သုံးဖြစ်တဲ့အခါကျဖ ያ မြစ်တော်ကိုခန်းစားရတဲ့အခါမှာ အဲ့ဒါနဲ့ MTV ရဲ့ဘုအကြောင်းဖြစ်လာတာပေါ့နော်ဆိုတော့အဲ့ဒါရိုက်ပြတဲ့ကခြားတော်သူတွေတော့အကောင်းကြီးဖြစ်သွားတယ်